ကဲကျွန်တော်ရဲ့တတိပေါ်တာကြီးဗျာကံမကောင်းဘူးဗျာနော်ကျွန်တော်ထုတ်ပြီလေ9ခွန်ခွန်နဲ့9ခွန်3ပါမယ်9ခွန်8ပါမယ်အဲ့9ခွန်8ကကျွန်တော်လွန်ခဲ့တဲ့2023ကနေစိုက်တွေ့ထားပြီကျွန်တော်ကစောင့်နေတာဗျာနှစ်နှစ်လောက်စောင့်နေနှစ်နှစ်အတိလောက်စောင့်နေအဲ့ဒါစောင့်နေဥစ္စာကိုနောက်ပွဲကိုထိုးရမှာမလို့ကျွန်တော်အဲ့ကောင်ကိုဆန်ထားပြီးတော့9ခွန်ခွန်လို့တခေါက်တက်တင်တာနော်9ခွန်3ကတော့ရန်ထိုးတာပေါ့ဗျာနော်အဲ့တော့ကျတော့အဲ့ဒီစိုက်ကိုဗျာနှမျောလိုက်တာနော် ဘာလို့ဆိုတော့ဒါဟိုဘော်ဒါကြီးလည်းတိထားအောင်လို့ပေါ့နော်ကျွန်တော်ဘာလို့လဲစီနာနဲ့ဒီကောင်ဟိုဟာဖြစ်ဖို့ကတင်ပေးဖို့အတွက်အားခဲထားတာပေါ့နော်ဒီကလန္နာကြီးမှာသူကဒီမှာတင်းနှစ်ခွန်ဆိုဒီမှာနောက်ပိတ်သုံးလုံးထောင်းတာတင်းနှစ်ခွန်ဆိုပြီးထောင်းတာထောင်းပြီးတော့ကြာတော့သူ့အောက်ကနေတပွဲနှစ်ပွဲသုံးပွဲလေးပွဲသွားပြီးတစ်နှစ်ကျော်မှတင်ငါးလေးထွက်တာနော်တင်ငါးလေးရဲ့ရှိရ၃ညာလေးရှိတဲ့ဆိုရယ်ခဏနှစ်ခါပြန်ကြာထားတဲ့ခဏပေါ့ဒီတက်မှာ၈၃ညာလေးနှစ်ခါကြာတာပေါ့နော်၈၃ညာလေးကနှစ်ခါကြာတယ် နှကားရတင်ငားလေးလို့ထောက်တယ်တင်ငားလေးရဲ့ဘေးကတုံညာတကူဆိုကောင်ပြန်ရဖြစ်ရမယ်ဒီကောင်ကျအချိန်အတိကျနော်အဲ့လိုဖြစ်ပြီးသူ့ရဲ့နှစ်နှစ်ကျော်ဇောင်းမှာခွန်ကိုးငားဆိုကောင်ငါးကိုးခွန်လို့နှစ်နှစ်ကျော်ဝယ်လှန့်ပေါက်တာပေါက်လိုက်တဲ့အချိန်မှာသူကဗရိတ်လေးလို့ခံပြီးလေးပေါက်ကကိုးတုံညာလို့ထိတ်ကြီးနှလုံးကနန်းလူနဲ့လှန့်ရိုက်လိုက်တာအဲ့ဒီအချိန်ကိုထိုးအောင်နော်အဲ့ဒါနဲ့ကျွန်တော်တို့ဒီမှာဒီမှာကလန္နာအဟောင်းညာကလန္နာအဟောင်းညာ2023ကနော်2023ကတော့ကျွန်တော်ပြည့်အောင်ရေးရသေးဘူးမြည်ရမယ်ကျွန်တော်မှတ်ထားတယ်ဟိုဘာဖြစ်မှာဆိုလို့ဆိုပြီး ဲ့ဒီမှာသူကတင်းတင်းနှစ်ခွန်ထောင်းသွားပြီနော်တင်းနှစ်ခွန်ထောင်းသွားထောင်းသွားပြီကြတော့သူ့အောက်ကနေတပွဲနှစ်ပွဲသုံးပွဲလေးပွဲနောက်တပွဲကျော်ငါးလေးတစ်ပဲထောက်တာအဲ့ငါးလေးတစ်ရဲ့ရှေ့မှာရှေ့40ဆိုတော့ကနနှစ်ခါပြန်ကြထားတယ်ကနပြီအဲ့လိုကြထားပြီတော့သူရှိရသူ့ရဲ့ကက်ရက်ကအချိန်ကြ6နှစ်8ဆိုတဲ့ကောင်ကပြန်ကြတယ်နော်ဒီမှာအဲ့ကောင်ပြန်ကြပြန်ကြလို့ကြပြီးသားနေပြန်သူသူကနေပြောခုနပြောလို့နှစ်နှစ်ကျော်ဇောင်းအောင်တက်တယ်ဒီခွန်ရှေ့60ဆိုတော့ကောင်က60ခွန်ဆိုပြီးကျွန်တော်ဒီမှာနှစ်နှစ်ကျော် နှစ်ကျော်သူတို့ဆောင်းတက်ပေါ့တာပေါ့နော်တပင်းရင်ကြားပေါ့တို့လို့သွားတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကဟိုနောက်ပွဲကြမှာတင်ပြီးမယ်ဆိုပြီးကျွန်တော်စောင့်လိုက်တာပေါ့နော်ဒီတစ်နှစ်လုံးတိတိတာကလန္နာအဟောင်းကြီး2024တစ်နှစ်လုံးစောင့်နေပြန်2023အနေနဲ့စပြီးတော့ဒီဖရင်ုံတဲထားပြီးအခု2025ကိုဒီအကြိမ်ကိုနောက်အခုလာမယ့်အကြိမ်ကိုထိုးဖို့ပါအတွက်တင်ပြီးဖို့ပါကျွန်တော်ကဒါလေးကိုသိမ့်ထားတာသိမ့်ထားတဲ့ဟာကိုပြန်ကျူထွက်သွားတာကျူထွက်သွားတော့ဘော်ရိုက်လည်းကံမကောင်းလို့ကျွန်တော်အနေနဲ့ဆက်ပြီးကြိုးစားလိုက်ပါဦးမနော် ဒီရင်ကြီးတော့တိုးမှာပေါ့ဒီရင်မဟုတ်ရေနော်အဲ့ဒီ line ကိုကျွန်တော်ပြောမယ်နော်အဲ့ဒီ line ကတခါပြောလိုက်မယ်ဗျာနော်တခါပြောလိုက်ဆိုတော့နည်းနည်းဟိုမှတ်ထားလိုက်ပေါ့ဗျာအဲ့ဒီတင်ငါးလေးဆိုရကောသူ့အထက်ကနေ1 2 3 4 5 6 9ချိန်မှာနော်ဒီကဏ္ဍမဲ့ပြန်ထွက်တာနော်သတိထားအဲ့ဒါဆိုရင်ဒီငါးလေးတက်ဆိုတဲ့ကဏ္ဍ1 2 3 4 5 6 9ချိန်တန်းတန်းမှာဆိုရင်တော့ဒီမှာ23ချိန်မှာငါးလေးတက်ဆိုတာဒီမှာတခါတည်းမှတ်ပြီးသားရှိရနော်အဲ့ဒါသတိထားသူ့လိုရဲ့ကျိုးထွက်သွားတာကျွန်တော်လည်းမပြောတတ်ဘူးပေါ့ဗျာနော်ဒါ ဘောလာဒီဟိုစင်နာနဲ့တင်ပေးဖို့တကယ်လို့ငါးကိုခွန်ထွက်တယ်လို့ဒီငါးကိုခွန်ထွက်တယ်လို့ကိုရှိခွန်တာနောက်အခုပွဲကိုလာမဲ့ပွဲကိုထွက်မယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်ကဒါကိုတင်ပေးတော့မှာအခုကကျိုးထွက်သွားတော့ကြတော့ဘလို့မအောင်လုံရအောင်မမီလိုက်တော့အဲ့ဒီငါးလေးတက်ကတော့ထွက်အောင်မဲ့သဘောရှိတယ်ဘာလို့ကိုရှိခွန်ထွက်တဲ့အတွက်နော်ကိုခွန်ရှိထွက်တဲ့အတွက်နော်ကဲအားလုံးဒီလောက်ပါဗျာ